ြစ်စရာကောင်းတဲ့အကြောင်းလေးကိုသုံးပြီးအသစ်ထုတ်လိုက်တဲ့ M4 MacBook Air လေးကြောင်းပြောရင်ဝယ်သင့်မဝယ်သင့် upgrade လုပ်သင့်မလုပ်သင့်စဉ်းစားလို့ရပါတယ်ဗျာကျွန်တော်ကတော့ဒီအကြောင်းလေးကိုတကယ်ကိုသဘောကျနေ sexy ဆန်းဆန်းအကြောင်းလေးလို့ပဲပြောချင်ဒါလေးကိုဝယ်သင့်လားဒါမှမဟုတ် upgrade လုပ်သင့်လားရွေးချယ်ရတာလွယ်အောင်ပြပြပေးပါမယ်ရုံသုံးမဲ့ဖြစ်ဖြစ်ကြောင်းသုံးမဲ့ဖြစ်ဖြစ်အလုပ်တွေပဲဖြစ်ဖြစ်ဒီ laptop လေးကကိုယ့်အတွက်အဆင်ပြေနိုင်မလားဆိုတာကိုဒီ video လေးကိုကြည့်ပြီးဆုံးဖြတ်လို့ရအောင်ပြောပြပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။ မတ်လ12ရက်နေ့2025မှာထုတ်ခဲ့တဲ့ဒီ laptop လေးကို unbox လုပ်မယ်ဆိုရင် MacBook တွေရဲ့ထုံးစံတိုင်းအာတင်ဂျိုအာတင်ကောင် manual လေးပါပါတယ်အာတင်ဂျိုလေးကတော့ laptop အရောင်နဲ့လိုင်းအောင်ပြန်လို့ရအောင်လေးပဲသုံးပေးထားပါတယ်အာတင်ကောင်က35ဝါရှိပြီးတော့ USB C အပေါက်နှစ်ခုပါပါတယ် USB C အပေါက်နှစ်ခုပါလို့ MacBook ကိုအာတင်နေချိန်မှာတခြားတစ်ပေါက်ကနေ iPhone ကိုပဲဖြစ်ဖြစ် AirPods ကိုပဲဖြစ်ဖြစ်အာတင်ထားလို့ရပါတယ်35ဝါကတကယ်တော့ M4 MacBook Air ကိုအာတင်တဲ့အခါထင်သလောက်မမြန်ပါဘူးဒါကြောင့်အာတင်တာပုံပြီးမြန်ဖို့အတွက်ဆိုရင်တော့35ဝါတက်ပိုတဲ့ charger ကိုသုံးရပါတယ် တင်ငိမ်ပြီးတော့အရင်မိုက်တဲ့အပြာနွေးအောင်လေးကိုတော့ Amphor MacBook Air လေးနဲ့မှဆက်ပြီးတော့မိတ်ဆက်လိုက်တာပါ။ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတဲ့အယောင်လေးဖြစ်ပြီးမိုးပြအယောင်လေးလိုလိုအပြာနွေးအောင်လေးလိုလိုနဲ့ coffee ဆိုင်မှာပဲဖြစ်ဖြစ်ရုံးမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်တင့်တယ်ပြီးတော့လူတွေအာရုံစိုက်ခံရနိုင်တဲ့အယောင်လေးလိုတောင်ပြောလို့ရပါတယ်။ဒါပေမဲ့ဒီအပြာနွေးအောင်လေးကိုမကြိုက်ရင်လည်းငွေအောင်ရွှေအောင်နဲ့အနေအောင်တို့လည်းရွေးပြီးဝယ်လို့ရပါသေးတယ်။ processor ပဲအနေစားပြီးပြောပါမယ်ခင်ဗျာ Apple ရဲ့ generation ၄ခုမြောက် processor ဖြစ်ပြီးတော့ Intel processor တွေကိုအခြေခံထားတဲ့ MacBook Air တွေနဲ့23စားပုံပြင်းအောင်ပြောထားပါတယ် multitasking ပိုင်းတွေမှာလည်းထိငေါ့မရှိပဲ smooth ဖြစ်ဖြစ်သုံးလို့ရပါတယ် video editing လုပ်တာတွေ application တွေတစ်ခုနဲ့တစ်ခုပြောင်းသွန်တာတွေကိုလည်းမထင်မငေါ့ပဲခြံတွေပေးနိုင်ပါတယ်ကျွန်တော်ကိုယ်တိုင် M2 MacBook Air ပေါ်ကနေ video editing လုပ်တာမျိုး photo editing လုပ်တာမျိုးတွေနဲ့တခြား application တွေကိုပြန်ပြီးသုံးတာတော့အထင်ငေါ့မရှိပါဘူး M4 chip နဲ့ဆိုရင်တော့အလုပ်တွေကိုပိုပြီးမြန်အောင်ခြံတွေပေးနိုင်မှာသိချပါတယ် base model ကို CPU အနည်းဆုံးထားပြီးရောင်းပေးနေတာကိုတွေ့ရပါတယ်။ဘယင် M2 M3 တွေတုန်းကဆိုရင် base model အတွက်8 core CPU နဲ့ပဲလာတာပါ။ဆိုတော့ core နှစ်ခုပို့ထားတာကလည်း performance ပိုင်းမှာတိတိကျကျထင်ရှားတဲ့ရလဒ်တွေကိုထည့်ဆောင်ပေးပါတယ်။ display ဘိုင်းမှာဆိုရင်73.6လက်မရှိတဲ့ display ကို IPS နင်းပညာနဲ့ပေါင်းစပ်ထားပြီးတော့ resolution က2560 1640ရှိပါတယ် right now မှာဆိုရင်900နီတီလင်းပြီးလို့ outdoor တွေတုံးတဲ့ခါမှာဆိုရင်အလင်းပြန်တာမျိုးတိတ်မတွေ့ရပါဘူးအလင်းရောက် out တွေမှာတုံးလို့အလင်းပြန်တာမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ nano texture display ထည့်ပေးထားတဲ့ MacBook Pro ကိုဝယ်လို့ရပါတယ်ပြီးတော့ Apple ရဲ့နာမည်ကြီး True Tone နင်းပညာကိုလည်းထည့်ပေးထားလို့မျိုးလုံးကိုမထိခိုက်အောင်ပတ်ဝန်းကျင်အရောင်တွေ light display ကိုပြောင်းပေးနိုင်ပါတယ် memory ဘိုင်းမှာဆိုရင် base model ကို 16K နဲ့အနည်းဆုံးထုတ်ထားပါတယ်။ဒါရင် M2 M3 တုန်းကဆိုရင် 8K ပဲပါတာပါ။ 16K နဲ့ရမှာဆိုတော့ MacBook Air ကိုတအားခိုင်းတဲ့သူတွေတက်ဝမ်းတစရာလို့ပြောရမယ်။ multitasking ဘိုင်းမှာ memory မလုံလောက်တော့တာမျိုးတိတ်မဖြစ်တော့သလို memory ပမာဏကိုလည်း 32K အထိ support လုပ်ထားပါတယ်။ battery ဘိုင်းမှာဆိုရင်16နာရီအထိသုံးခန့်ကြောင်းလည်းပြောထားပါတယ်။ပြီးတော့ battery ပမာဏကိုလည်းနည်းနည်းလေးတိုးထားပေးတာတွေ့ရပါတယ်။ ဈေးနှုန်းအရဆိုရင် M3 MacBook Air ထဲမြင်တဲ့ specification နဲ့ပေါင်းစပ်ပေးထားပေမဲ့ဈေးကိုတော့အရင်ဈေးတိုင်းဒေါ်လာ990ကျော်နဲ့ပဲရောင်းပေးနေပါတယ်။အရင်ဈေးနဲ့ကိုမှနောက်ဆုံးပေါ် processor လည်းရမယ် memory 16 GB နဲ့လည်းရမယ်ပြီးတော့10 core CPU နဲ့လည်းရမှာဆိုတော့စဉ်းစားသင့်ပါတယ်။ အသစ်ဝင်မဲ့လူတွေကတော့ MacBook Air ဆိုရင်ဒါကိုလုံးဝဝယ်သင့်ပါတယ် M2 MacBook Air ကင်ထားတဲ့လူတွေဆိုရင်လည်း upgrade လုပ်ဖို့လုံလောက်တဲ့အကြောင်းရင်းသုံးဝင်လဲရှိနေတာဆိုတော့လုံးသင့်ပါတယ် M3 MacBook Air ကင်ထားတဲ့ဆိုရင်တော့လုံးသင့်တယ်လို့မထင်ပါဘူးဒါပေမဲ့တက်နိုင်ရင်တော့ 16GB နဲ့ရမှာမို့လုံးသင့်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ထင်မြင်ချက်ကိုပေါင်းစပ်ပြီး review လုပ်တာဖြစ်တဲ့အတွက်တချို့လူတွေရဲ့အမြင်မှာမှားကောင်းမှားနေနိုင်ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တောင်းပန်ပါတယ်နားလည်ပေးပါခင်ဗျာ